ချစ်ရတဲ့ Beauty Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel ကိုကြိုဆိုလိုက်ပါရစေ။ဒီနေ့က2025ခုနှစ်မေလ23ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူတောင်းပြကြည့်ကြမှာဖြစ်ပါတယ်နော်။ Okay ကျွန်တော်လိုရင်းတူရှင်လေးသတင်းနှစ်ပုဒ်ကိုအရင်ဆုံးဖတ်ပြပေးပါမယ်နော်။ ပထမဆုံးသတင်းပုဒ်ကတော့ဒီပဲရင်တွင်စာတင်ကြောင်းကိုလင်းပြစ်ဘုံချဲမှုကြောင့်ចောင်းသားចောင်းသူ20ဦးနဲ့ဆရာမ2ဦးသေဆုံးမှုကုလသမဂ္ဂအစည်းအဝေးတွင်တင်ပြလိုက်ပြီးစစ်အုပ်စုကိုကိုယ်ညီနေမှုရပ်တန့်ရန်တာမန်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ အဲ့တော့မနေ့ကတပည့်ရင်းမှာအချက်မဲ့စစ်ကောင်စီလေချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတိုက်ဆုံသွားတဲ့ကလေးရင်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကစစ်အရာစုမှုမြောက်တယ်ဆိုပြီးမှပေါ့နော် UN မှာတာမတ်တာမကြီးဦးကျော်မိုးထွန်းကတင်ပြလိုက်တဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီတစ်ခေါက်မှာတော့အရင်လိုပဲနှာစည်းမနေပဲနေတာပေါ့နော်ဒီမြန်မာပြည်ရဲ့ရေးခင်းတွေကိုတိတိရောက်ကင်တွင်နေဖို့လည်းတကယ်ပဲမျှော်လင့်ပါတယ်နော်နိုင်ငံတကာအနေနဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့အမျိုးသားညီညွတ်ရေးအစိုးရကဖိအားပေးအပြည့်ရစေရေးကျိုးပတ်မှုများကိုလက်ခံမီမဟုတ်ဆိုပြီးအတိအလင်းထုတ်ပြန်ထားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့ဒီ ကျွန်တော်တို့ရဲ့ဒီတိုင်းရင်းသားအဖွဲ့တွေရဲ့ကျွန်တော်တို့ရဲ့ဒီတော်လိုင်းအဖွဲ့တွေကိုဒီပြည့်ရဖို့ဖိအားပေးတဲ့အဖွဲ့ရှိတယ်ဗောနော်ဒါတွေကိုအခုချိန်မှာ energy နေနဲ့လုံးဝလက်မခံပါဘူးဆိုပြီးမှထုတ်ပြန်ထားတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့ဒီဖိအားခံနေရတဲ့အဖွဲ့အစည်းတွေကိုလည်း energy နေနဲ့လက်တွဲသွားကူညီသွားဖို့ရှိတယ်လို့ကျွန်တော်သတင်းကြားရတယ်ဗောနော်ဒီအကြောင်းအနေနဲ့ပတ်သက်ပြီးပြောထားတဲ့ဥနေပုံးလေးရဲ့ဗီဒီယိုတိုလေးကိုတစ်ချက်လောက်ကြည့်ကြည့်အောင်နော်ဖောက်ခဲ့မယ်ဆိုရင်ချိုးပေါက်သူတွေကိုဘလို့အေးအေးယူမှလဲဆိုတော့အေးအေးယူမှုတွေလဲပါဝင်ရမှာဖြစ်ပါတယ် ဒါအပြင်နိုင်ငံတကာနိုင်ငံကနှီးစက်ရာညှိနှိုင်းမှုတွေနဲ့အကြက်ကန်လို့ရတဲ့အင်အားစုတွေကိုနီလန်ပေါင်းစုံတုံးပြီးအတင်းဖိအားပေးဆွေးနွေးစေပြီးပြစ်ခတ်ရက်စဲစေမှု force negotiation နီလန်ကိုအသုံးပြုခြင်းဟာလည်းရေရှည်အတွက်အကျိုးမရှိပဲအခြေအနေကိုပုံမိုးရှုပ်ထွေးစေကာတရုတ်ကိုတိုက်ရိုက်ပါနော်။နိုင်ငံအင်အားစုတွေအချင်းချင်းကြားတွဲကွဲမှုတွေတင်းမာမှုတွေကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မြို့သားညီညွတ်ရေးအစိုးရအနေနဲ့မိမိတို့ကိုဖိအားပေးပြီး အပြည့်အခတ်ရစဲရေးကြိုးပမ်းမှုမျိုးကိုလက်ခံမှာမဟုတ်ပဲနိုင်ငံတကာအတိုင်းအဝိုင်းအထူးသဖြင့်အာဆီယံအိန္ဒိယနိုင်ငံတွေရဲ့စူးစီးညီညွတ်တဲ့ကြိုးပမ်းမှုမျိုးကိုတော့လမ်းဖွင့်ထားပါတယ်ပြီးခဲ့တဲ့မေလ9ရက်နေ့မှာမြို့သားညိုရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနကနေပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကိုဖွဲ့စည်းတည်ထောင်ခဲ့တာ၄နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့်နှစ်မိကုန်းမှာနိုင်ငံတော်ယာယီတမရထဲသိမ်းပြောကြားခဲ့သလိုပါပဲ လေဦးတော်လိုင်းဟာပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တပ်အင်ဆိုရင်ပြည်သူလူထုဟာပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့မိခင်ဖခင်တွေဖြစ်ပြီးတိုင်းဒေသလက်နက်ကိုင်တော်လိုင်းဖွဲ့တွေဖြစ်တဲ့ EAO တွေဟာပြည်သူ့ကာကွယ်ရေးတပ်မတော်အောင်မြင်စွာ မွေးဖွားတန့်စင်စေဖို့ကူညီပေးခဲ့တဲ့တားဖွားဆရာဆရာမတွေပဲဖြစ်ပါတယ်။ကဲဒါတော့เนาะဦးနေဘုံလည်းပြောထားတဲ့ဒီမိန့်ခွန်းအတူလေးဖြစ်ပါတယ်เนาะအဲ့တော့ဒီတိုင်းဒေသတော်လိုင်းတပ်ဖွဲ့တွေကိုဖိအားပေးနေတဲ့ဒီတရုတ်ရဲ့လုပ်ရည်နဲ့ပတ်သက်ပြီးတော့အတိအလင်းပြောထားတာဖြစ်ပါတယ်เนาะ ကဲကျွန်တော်ပထမအဆုံးတခြားသတင်းတွေမကြည့်ခင်ပါဘောနော်အခုဆိုရင်မုတ်တုံကိုဝင်လာပြီးတော့ဒီမိုးရွာတွေကိုရောက်ရှိနေပါပြီနော်အဲ့တော့မိုးရွာတုံးမှုကဇက်တိုက်ဖြစ်နေတယ်အဲ့တော့မိုးရွာတုံးမှုနဲ့ပတ်သက်ပြီးတော့လည်းသတိထားဖို့ကလိုပါတယ်နော်မြန်မာပြည်မှာတော့အားလုံးသိတဲ့အတိုင်းပဲဒီအဲဒီတစ်ပင်တွေခုတ်လို့ပေါ့နော်ဘာမှမရှိတော့တဲ့အတွက်ရေကြီးပြီးဆိုရုတ်တရက်ကြီးလာတဲ့အနေအထားတွေတွေ့နေရပါနော်အခုဆိုလေဒီတခြားနေရာတွေမှာတချို့တော်သေးတာတွေမှာအခုချိန်ထိရေကြီးနေတော့ဖြစ်ပါတယ်နော်အဲ့တော့အခုဒီနေ့မှာမိုးရွာတာနဲ့ပတ်သက်တဲ့သတင်းလေးကျွန်တော်နားထောင်ကြည့်လာအောင်နော်မုတ်တုံလေးကြီးကြောင်းဟာဗမာပြည် အောက်ဖျားကကော့တောင်ကိုစတင်ပြီးတော့ဒီကနေ့မနေ့မှာတိုက်ခတ်နေပြီဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့73ရက်နေ့မှာဆိုရင်တော့မုတ်တုံလေးတိုက်ခတ်နေပြီလို့ကျွန်တော်တို့သတ်မှတ်ရမှာဖြစ်ပါတယ်လာမယ့်74ရက်နေ့မှာဆိုလို့ရှိရင်တော့မုတ်တုံလေးဟာပုံမူအားကောင်းလာပြီးတော့မြမာပြည်အလဲပိုင်းကိုစတင်ပြီးတော့ဝင်ရောက်နိုင်တဲ့အနေအထားရှိပြီးတော့မှလေတုရှုပ်ထွေးမှုနဲ့လေဆိုင်ဝဲကြောင့်မလို့မြမာပြည်အောက်ပိုင်းမှာ ရုတ်တရက် မိုးကြီးခြင်းတွေကြုံတွေ့နိုင်ရပါတယ်ထို့အတူပဲကျွန်တော်တို့တောင်တရုတ်ပင်လယ်မှာဆိုလို့ရှိရင်14ရက်ကနေပြီးတော့စတင်ဖြစ်လာမယ်မုန်တိုင်းဟာရက်20လောက်မှာတရုတ်ပြည်ကမ်းခြေနားကိုတတ်ပြီးတော့ရှင်အပေါ်ကတက်တဲ့တိမ်တွေကြောက်မလို့မြန်မာပြည်အထက်ပိုင်းနဲ့ရှမ်းပြည်နယ်မှာမိုးတဲတဲမဲမဲရွာသွန်းနိုင်တဲ့အခြေအနေကိုလည်းကျွန်တော်တို့တွေ့နေရပါတယ်အသေးစိတ်ကိုတော့ကျွန်တော်တို့ရက်နီးတဲ့အခါမှာထူးခြားတဲ့အခါမှာဆက်လက်တင်ပြမှာဖြစ်ပါတယ်ဒီကနေ့73ရက်နေ့ မနေ့6ရက်တိုင်းတာရက်တွေရမင်္ဂလာပင်လယ်တစ်ခုလုံးမှာတိန်နဲ့ရေငွေ့အပြစ်လွမ်းခြုံပြီးတော့တိုက်ခတ်လာတဲ့မုတ်တုံလီစီးကြောင်းတဲ့တူမြန်မာပြည်ကိုစတင်ဝင်ရောက်သွားတာတွေ့ရပါတယ်။နေ့လယ်7ရက်ရောက်တဲ့အခါမှာတော့နေနေတိန်တွေကနေပြီးတော့ပူပြင်းတဲ့အပူချိန်ကြောင့်မလို့မြန်မာပြည်အထက်ကို တက်သွားတဲ့အနေထားကိုအပြာရောင်နေနဲ့တွေ့ရမှာဖြစ်ပါတယ်။ဒီတိန်တွေကအပေါ်ရောက်လို့ရှိရင်တော့အေးနဲ့တွေ့ပြီးတော့ ပြန်ကြမိုးအနေနဲ့ရွာသွန်းမှာဖြစ်ပါတယ်။တနည်းအားဖြင့်ဆိုလို့ရှိရင်မြမပီမှာမိုးရွာတဲ့ပုံကနှစ်ပိုင်းဖြစ်နေပါတယ်။အောက်ပမာပီက မုတ်တုံမိုးစရွာသလိုပဲအထက်ပမာပီကမုတ်တုံမိုးကမုတ်တုံရေငွေ့ကတက်တဲ့မိုးကပြန်ကြမိုးအနေနဲ့ရွာနေတာဖြစ်ပါတယ်။ဟောပြီကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့ဒီကနေ့73ရက်နေ့မှာ24နှစ်ရည်အတွင်းမြန်မာနိုင်ငံတစ်ခုလုံးမှာနေရာစိတ်စိတ်မိုးရွာပြီးတော့ တချို့နေရာတွေမှာနေရာကွက်ကြားမိုးရွာနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းလို့ရရှိပါတယ်ဒီအဝါရောင်ပြနေတဲ့ဒေသတွေဟာဆိုလို့ရှိရင်တော့24နာရီအတွင်းမှာမိုးရွာခြင်း1.4တမ4လမ်းမကနေပြီးတော့တိတသမ6လမအထိရွာနိုင်တဲ့အနေအထားရှိပါဘူး။ဘောမြောင်းနော်။ဝါရောင်ဒေသတွေကိုလေ့လာတဲ့အခါမှာကချင်ပြည်နယ်၊မန္တလေးတိုင်း၊စကိုင်းတိုင်း၊နေပြည်တော်၊မကွေးတိုင်း၊ရှမ်းပြည်နယ်နဲ့အောက်ဖက်၊ကယားပြည်နယ်နဲ့ တနင်္လာရီတိုင်းတို့မှာ နေရာကွက်ပြီးတော့မိုးကြီးပြီးတော့အခြားတိုင်းတဲ့ပြည်နယ်တွေမှာနေရာကွက်တာမိုးရွာနိုင်ပါတယ်ကျွန်တော်တို့လာမယ့်၁၄ရက်နေ့မှာတော့စောစောကပြောတဲ့မုတ်တုံလေးထိုးဖောက်ဝင်အောင်မှုကြောင့်မလို့မြမတီအောက်ပိုင်းမှာတဖြည်းဖြည်းနဲ့အန္တရာယ်ရှိတဲ့မိုးအဆင့်ထိရွာနိုင်တဲ့အနေအထားတွေ့ရသလိုပဲတောင်တရုတ်ပင်လယ်ကလာတဲ့ရေငွေ့ကြောင့်မလို့ရှမ်းပြည်မှာစတင် မိုးကြီးနိုင်တဲ့အနေအထားတွေရှိပါတယ်။ကျွန်တော်တို့အသေးစိတ်လေ့လာခံမှန်းပြီးတဲ့အခါမှာဆက်လက်တင်ပြမှာဖြစ်ပါတယ်။ကဲဒါတော့နော်မိုးလို့အသားနဲ့ပတ်သက်တဲ့သတင်းလေးပဲဖြစ်ပါတယ်နော်။အဲဒါမိုးတွေကလည်းစရိုက်ရွာတော့မယ့်အခြေအနေမှာရှိနေတဲ့အတွက်ပြည်သူအားလုံးပဲသတိထားဖို့လိုပါတယ်နော်။ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ကောင်စီကလုပ်မဲ့ဒီနျူကလ িয়ার ဓာတ်ပေါင်းပုံပေါ့နော်ဒါအပိဆက်ုံနဲ့ပတ်သက်ပြီးတော့အခုဆိုရင်ထိုင်းနိုင်ငံတော်တော်လေးကိုကြောက်ရွံ့နေတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့ဒီခုလိုမျိုးတနိုင်ငံမတည်မငင်ဖြစ်နေတဲ့အချိန်မှာဒီလုပ်ငန်းတွေလုပ်ရဆိုတော့ကရန်ကြီးသွေးယူသားရောတော့မဟုတ်ပေါ့နော်အဲ့တော့မြန်မာပြည်မှာကဒီလိုမျိုးနှီးပညာလည်းမရှိဘူးဆိုတာသူတို့သိပြီးသားဖြစ်ပါတယ်နော်အဲ့တော့ဒီနှီးပညာကရုရှားနေလာတယ်မြန်မာပြည်မှာကျရူရီနီယံရှိတယ်ပေါ့နော်ဒါတွေပေါင်းဆက်ပြီးတော့ဒီကြားထဲမှာအာဒီ စတားပီးစိတ်ုံကဟန်ပြတ်သွားဘလို့ဖြစ်ပြီးတော့နောက်ဂျာအနောက်မှာပေါ့နော်သူတို့တခြားလှုပ်ချင်တဲ့ကိစ္စတွေလည်းရှိရှိမှာပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့အခုထိုင်းနိုင်ငံကလည်းတော်တော်ဆွေးနွေးနေတာဖြစ်ပါတယ်အဲ့ဒါကိုတိစထားတဲ့သတင်းထားထုတ်ကြည့်လောက်နော်အဲဒီမှာနျူကလ িয়ার လက်နဲ့ထုတ်လုပ်နိုင်တဲ့အနည်းပညာဆိုင်ရာအထောက်အကူတွေချုပ်တယ်မှကျွန်တော်တို့သိပါတယ်။ဒါပေမဲ့ရုရှားမှာအဲ့ဒီဆွဲရည်ရှိတယ်။မြန်မာမှာယူရေနီယံရှိတယ်။ဒီနိုင်ငံတစ်ခုဟာဒီကိစ္စနဲ့ပတ်သက်ပြီးအ ਨੇ စုံအနည်း20ကျော်အပြန်အလှန်ဖလှယ်မှုတွေလုပ်ခဲ့ကြတာသိကြပါတယ်။ ဘာလို့လဲဆိုတော့ကျွန်တော်2003ခုနှစ်တုန်းကအစိုးရဝန်ထမ်းဘဝနဲ့ဒီကိစ္စကိုသုံးသပ်ခဲ့လို့ပါပဲ။ဒါကနျူကလ িয়ার ဓာတ်အပိစက်ရုံတတ်တပ်ပဲဆိုရင်တော့လက်ရောင်ကြီးယူဆိုင်မှုမရှိအောင်နဲ့ပြင်ပကိုထိခိုက်မှုမဖြစ်အောင် ထိမ့်သိမ်းနိုင်လောက်တဲ့စံချိန်စံညွှန်းတွေရှိပါမယ်လို့ဘသူကအာမခံနိုင်မလဲ။ရုရှားကမြန်မာနိုင်ငံမှာလာဆောက်မယ်ဆိုရင်လုံခြုံရေးနဲ့ပတ်သက်တဲ့တာဝန်ခံမှုအလုံးမြန်မာစစ်တပ်အပေါ်ကြားရောက်မှာဖြစ်ပြီးမြန်မာစစ်တပ်မှာရော လုံလောက်တဲ့စွမ်းဆောင်ရည်ဘလောက်ရှိလို့လဲ။ နေဆက်ကနေတဆင်းထိုင်းနိုင်ငံထဲကိုယူဆိတ်မှုဖြစ်လာခဲ့ရင်ဘယ်သူတာဝန်ယူမလဲညင်ကလေးဖြစ်စေတတ်တဲ့မြေလွာပြည့်ရည်ကြောတွေဟာမြန်မာနိုင်ငံအလဲပိုင်းမှာရှိနေတယ်ဆိုတာကျွန်တော်သိပါတယ်။ပြီးခဲ့တဲ့မလာ28ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းစကိုင်းနဲ့မန္တလေးဒေသတွေကလှုပ်ခတ်မှုဟာထိုင်းနိုင်ငံအလဲပိုင်းအထိရောက်ရှိခဲ့ပြီးဘန်ကောက်မှာဆောက်လုပ်ဆဲအဆောက်အုံတွေပြိုကျအိမ်အောင်စုပေါင်းထောင်ချီပျက်စီးခဲ့တာကိုသတိပြုတင်ပါတယ်။အလားတူထပ်ဖြစ်ပြီးပဲခူးနဲ့တဝဲကမဂါဝက်130ရှိတဲ့ နျူကလ িয়ার ဓာအပိဆက်ယုံကြီးတွေအကြီးအကျယ်ထိခိုက်ခဲ့မယ်ဆိုရင်ဘာတွေဆက်ဖြစ်မလဲဒါကလည်းမလွဲမသွေဖြစ်လာနိုင်ပါတယ်ပြီးတော့ရုရှားကဗကုနဲ့တဝဲမှာဓာအပိဆက်ယုံကနေနောက်တစ်စီမြမယူရေနီယံကိုတုံးပြီးနျူကလ িয়ার ထုတ်လို့ရေးဆက်ယုံအဖြစ်ဆက်လုပ်သွားမယ်ဆိုရင်ကမ္ဘာစီရေးနဲ့နျူကလ িয়ার လုံခြုံရေးအားစိုက်မှုဟာကျွန်တော်တို့ဒေသစီရောက်လာပါလိမ့်မယ်မြန်မာနိုင်ငံသားနိုင်ငံရေးတည်ငြိမ်မှုမရနိုင်ပေအာဏာရှင်စနစ်ကအခုအတိုင်ဆက်ပြီးစိုးမိုးနေမယ်ဆိုရင် တေချာတာကတော့ထိုင်းနိုင်ငံဟာစီးရေးဆိုင်ရာပြဿနာတွေကြုံတွေ့ရမှာဖြစ်ပါတယ်။နောက်ပိုင်းကမ္ဘာပေါ်မှာရုရှားနဲ့ပတ်သက်တဲ့ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့စစ်ပွဲတစ်ခုခုဖြစ်ပွားခဲ့ရင်မြန်မာနိုင်ငံဟာနိုင်ငံတကာနျူကလ িয়ার စစ်ပွဲတွေမှာထိတ်တိုက်တွေးဆရာအင်အားကြီးအခြေဆိုင်စခန်းတစ်ခုဖြစ်လာနိုင်ပြီးထိုင်းနိုင်ငံလည်းနျူကလ িয়ার စစ်ပွဲရဲ့တက်ရောက်မှုတွေကလည်းလွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။လွန်ခဲ့တဲ့အနှစ်20တုန်းကကျွန်တော်ရဲ့လုံဖော်ကင်ဘတ်ဖြစ်တဲ့ဩစတြေးလျထောက်လိုက်ရဲ့အရာရှိတယောက်ရဲ့မျက်နှာထောက်ကိုမှတ်မိပါသေးတယ်။ ကျွန်တော်မိတ်ဆွေကမြန်မာနိုင်ငံကယူရေနီယံကိစ္စနဲ့မြန်မာရုရှားပူးပေါင်းဆောင်ရွက်မှုအကြောင်းကိုကောင်းကောင်းရှင်းပြခဲ့ပါတယ်။သူကဒီကိစ္စကိုအတော်ကိုမှအလေးထားပြီးအာရှဒေသရဲ့လုံခြုံရေးကိစ္စဖြစ်တဲ့အတွက်ကင်မာရာကိုတိုက်ရိုက်အစီရင်ခံစာတင်ခဲ့ပါတယ်လို့ပြောဆိုခဲ့တာပဲဖြစ်ပါတယ်ရှင်။ကဲကြားတိုင်းပါနော်။ဒီနူကလတာအပိဆိုင်ကတော့အခုမှဖြစ်ပေါ်လာတယ်ဆိုပေမဲ့သူကြံစီတာကြာပြီဆိုတော့သဘောဖြစ်ပါတယ်နော်။ အဲ့တော့ဘာဖြစ်ပြောနျူကလ িয়ার ဆိုတော့အားလုံးသိတိုင်းပဲဒီတပေါင်းဖို့တွေဘာညာလောက်တဲ့အခါမှာဒီဓာတ်အရောင်ကြီးကအပြင်ထွက်လို့မရဘူးเนาะဒီဓာတ်အရောင်ကြီးတွေကတော်တော်လေးကိုလူဒုက္ခပေးတာဖြစ်ပါတယ်ဒါအပြင်အဲ့ဆိုင်ကထွက်တဲ့ဒီရေရေဆိုးရေဆိုးတွေကစပါเนาะဘယ်လိုမျိုးထိုင်းတိတ်ကောက်ခွဲလဲဆိုတော့အများကြီးပေါ့เนาะဒီပညာပိုင်းဆိုင်ရာအများကြီးလောက်အောင်မှာရှိတယ်ပေါ့เนาะဒါပေမဲ့အခုချိန်မှာ Champion Six ကောင်စီကသူ့အနေနဲ့တူတော့မနေကာကွယ်နေရတဲ့အချိန်မှာဒါကြီးတွေကိုသူတို့ဘယ်လိုမျိုးအာမခံချက်နဲ့ကာကွယ်မှာလဲဆိုတော့လည်းရှိသေးတယ်ပေါ့เนาะအဲ့လောက်အောင်ဖြစ်နေတဲ့အချိန်မှာဒါမျိုးလောက်တဲ့အခါကတော့ဒါနောက်ကွယ်မှာပေါ့เนาะတခြားအကြံစီလည်းရှိရှိမှာပေါ့เนาะ အဲဘာဖြစ်ပြောဒီဥစ္စာကိုလက်မခံဘူးအခုထိုင်ရတော့မှစပြီးကန့်ကွက်တဲ့နေသားဖြစ်ပါရဲ့နော်ကဲနောက်ထပ်ဗီဒီယိုတစ်ပုတ်အနေနဲ့ပေါ့နော်ဒီမနေ့ကလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ကလင်းငယ်ပြောင်းဖွင့်များစွာအသက်ဆုံးရှုံးခဲ့ရတာပေါ့နော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တုံ့တက်ထားတဲ့အပြင်ဒီလေကြောင်းကာကွယ်ဒီလေကြောင်းတိုက်ခိုက်မှုတွေပေါ့နော်ဘယ်လိုမျိုးကာကွယ်ရမလဲဘယ်လိုမျိုးပညာပေးရမလဲဆိုတာမျိုးကိုလည်းဆွေးနွေးထားတဲ့ဟာလေးနောက်အောင်ကြည့်လာနော်ဘယ်ဘယ်လီတက်စကန်ကနေပြီးတော့လင်းရဘယ်ဘက်ကိုတက်သွားပြီမြောက်ဘက်ဆိုမြောက်ဘက်တောင်ဘက်ဆိုတောင်ဘက်တက်သွားပြီဆိုပြီးတော့ပြောလိုက်တယ်ဆိုရင်ဟာအဲ့ဒါငါတို့စီလာလာဆိုပြီးတော့တော်လိုင်းတက်ခွေတွေကတိကြတယ်ပြင်ဆင်ကြတယ် အဲ့မျိုးဆိုတော့ဒီကောင်တွေကခုနောက်ပိုင်းမပါလို့လဲဆိုတော့လင်းကိုမြောက်ဘက်ကိုတက်တယ်ဒါပေမဲ့တောင်ဘက်ကိုသွားပြန်ပြန်ဝိုက်ပြီးပြန်ဝိုက်ပြီးသွားတယ်ဒီခါကျရင်ပြစ်မှတ်ကိုသွားတယ်ဒါပေမဲ့အဲ့ပြစ်မှတ်မရောက်ခင်မှာသူကဟိုအရမုန်းသမားဆိုင်ငယ်မောင်းသူလိုပုံစံမျိုးသူကအဲ့အဲ့အဲ့လိုမျိုးအဲ့လိုမျိုးလှုပ်ပြီးမှအဲ့ပြစ်မှတ်ကိုတော့ကျဲပေါ့နော်အဲ့ဒါထီထမှလည်းအဲ့လိုလှုပ်တယ်ထီခီးမှလည်းလှုပ်တယ်အခုချောင်းမှလည်းအဲ့လိုလှုပ်တယ်ချောင်းဖြစ်စဉ်ဒီနေ့မှလည်းထပ်ဖြစ်တယ်ပေါ့နော်ဟိုနေ့ကဒါလူဝဲကိုလှုပ်တဲ့ဟာဆိုလဲအဲ့ပုံစံတိုင်းပဲသူကလင်းရင်ခတ်မှန်းလို့မရအောင်လင်းရင်လမ်းကြောင်းကိုခတ်မှန်းလို့မရတော့အောင်ဆိုတဲ့ပုံစံမျိုးကြီးလှုပ်နေတော့အဲကျွန်တော်ဒီအခုနောက်ပိုင်းမှာဘာဖြစ်တင်လဲဆိုတော့စတဲ့ဦးဆိုရင်ဘယ်ဒေတာတွေကိုကျဲတယ် အဲခုနလိုနံပေါင်းဆိုရင်ဘယ်ဒေတာတွေကိုကျဲတယ်အပြင်မေဒီလာဆိုဘယ်ဒေတာတွေကိုကျဲတယ်အဲ့တော့မေဒီလာကနေတက်ပြီးဆိုတာနဲ့အဲကျဲနိုင်တဲ့ဒေတာအဖွဲ့တွေအကုန်လုံးကသတိထားတဲ့အဆင့်မျိုးလုံးတင်တယ်ပေါ့နော်ပြီးတော့ကျတော့ဒီဖြစ်စင်မှာဆိုလဲအဲ့လိုပေါ့အဲဒီကလေးတွေဒီလိုဖြစ်တော့ကြာဘီးပါတွေအစားပေါ့နော်အဲဟိုပြေးဒီပြေးအဲ့လိုမျိုးတွေဖြစ်ပြီးတော့ဝယုံသုံးကားတွေဖြစ်ကုန်တာပေါ့နော်ဟိုကုံတော့ကြောက်လန့်ကြတယ်ပြီးတော့ဒီလိုမျိုးလာပြီးတော့အနေနဲ့ပေးတာဖြစ်တဲ့အတွက်အားလုံးကအသက်သေးနေနိုင်တယ်ဆိုတော့စိတ်နဲ့စိုးရိမ်တကြီးနဲ့ပေါ့နော်ပြင်းပြီးပြေးရတယ်ပြေးရတယ်ရှိတယ်အဲ့လိုမျိုးဟိုခုနလိုပေါ့ဟိုဝယုံသုံးကားဖြစ်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့ကြောင့်ကျွန်တော်က ဒီကလေးကတော့ဘာမှနားလည်မှာမဟုတ်ဘူးအဲ့တော့ဒါလူကြီးတွေပေါ့နော်ဒါကလေးတွေကလည်းဒါဒီကြောင်း ဒီခုနလိုမျိုးပေါ့နော်အနေနဲ့ပတ်သက်လို့ဂျိုတင်ပြစင်တာမျိုးတွေဘာမျိုးတွေဘသူရဲ့စကားကိုနားထောင်သင့်တယ်ဆရာဆောင်မတွေခေါ်တဲ့နေရာကိုလိုက်သင့်တယ်အဲတခုခုအတန်ကြားပြီဆိုတာနဲ့ဆရာမကဘယ်လိုပြောလိုက်တာနဲ့ဘာဘာကိုစုပြီးတော့ဘယ်လိုမျိုးပြေးသင့်တယ်ဆိုတော့ဟာမျိုးလေးတွေကိုကျွန်တော်တို့ပို့ပြီးတော့ဂျိုတင်ကြီးလုပ်သင့်တယ်ပြီးတော့ဒီဆရာဆောင်မတွေရောမိဘတွေရောပြီးရင်ဒေသခံတွေရောပေါ့နော်အဲသူတို့တွေကအစားဒီညီကြောင်အနေနဲ့ပတ်သက်ရင်ဒီတတိပေးတဲ့ပုံစံမျိုးတွေပြင်ဆင်တဲ့ပုံစံမျိုးတွေကာကွယ်တဲ့ပုံစံမျိုးတွေပို့ပြီးတော့လုပ်သင့်လာတယ်ပေါ့နော်အခုကစစ်တပ်ကဘာဖြစ်လဲဆိုတော့သူကလူစုလူဝေးဖြစ်ပါတယ်ဆိုတော့နေရာတိုင်းကိုအကုန်လိုက်ပြင်းနေတယ်ဟုတ်တယ်သူကဘာမှဘုန်းကြီးကပြောလို့ပေါ့ ြန်ပြီးတော့စီစစ်ပေးပါဆိုတဲ့အပိုင်းကိုမသွားတော့ဘူး။ဟိုကလည်းတခါလေးပြောချင်တာအဲ့နေရာဆိုရင်ကျဲကွာ။ဒီကလည်းတွေ့ပြီဆိုတာနဲ့အေးပြောတဲ့အတိုင်းတော့တွေ့ပြီဒီမှာလူစုလူဝေးပေါ့နော်။အေးအဲ့ဆိုဟုတ်တယ်ကွာဆိုပြီးတော့ပြင်မရှင်းဘူး။သူတို့အနေနဲ့ရှင်းကြမလို့လိမ့်မယ်ဆိုတဲ့ပုံစံမျိုး။တခုခုမှားသွားတယ်တခုခုဖြစ်သွားတယ်ပြည်သူတွေတေသွားတယ်အဲ့ဆိုငါတို့ညင်းမယ်ငါတို့လိမ့်မယ်။အခုသူတို့ညင်းတယ်လေသူတို့လိမ့်တယ်လေ။ဒါ PDF ကပဲလုပ်တဲ့ပုံစံမျိုးလုပ်တယ်။အဲတခုကရေးထားတာကြတော့တော့ဗာလေဒီနေရာကိုကျဲချတယ်ဆိုတဲ့ဟာမျိုးမှာပေါ့နော်။ဒါဒီရင်ပုံစံကျဲတာမှဖြစ်နိုင်ဘူးဆိုပြီးပြော။တချို့ကြလည်းဒါចောင်းဖွင့်ချိန်မှမဟုတ်တာပေါ့နော်။ចောင်းမှဘူးမှမရှိဘူး။ဒါပေမဲ့ဒါ PDF နေလို့ကျဲတယ်ဆိုတဲ့ပုံစံမျိုး။ဒီကောင်လေးချင်းချင်းကိုမညီဘူး။ တချို့ကတယောက်ကပြောတာကြတော့ဒါ BTS ရှိလို့ကျဲတာယောက်ကကြတော့မဟုတ်ဘူးဒါမကျဲဘူးပေါ့နော်တို့ချင်းချင်းကွဲတာအဲ့လိုပုံစံမျိုးလိမ်ဖို့ပဲတို့ကစဉ်းစားဒါတော့လိမ်တာတော့ဒါကျွန်တော်တို့တွေအခုလိုမျိုးတိပြီးတော့ရှင်ပြီးတော့ကြည့်လို့တိလာပါတော့အဲဒီမှာဆိုရင်သူကလည်းသူကဟုတ်နေအောင်ပါအဲ့ကြတော့မမတ်ရဲရဲပေါ့ပြီးရင်ဒီစစ်တပ်ကိုအားပေးထောက်ခံပါတယ်ဆိုတဲ့ကောင်တွေကစဒီလိုစိတ်မျိုးရှိနေပြီဟုတ်တယ်ဘုံလုံးကဗျာတူတူကိုကိုဟုတ်ကဟိုဟိုတလောကကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုတွေ့အဲဒေါ်လာရင်းတက်ဖွဲ့တွေကတရင်ထဏာချုပ်ကိုဝင်သိမ်းတော့တော်တော်တော့ကြာဝင်သိမ်းတဲ့အချိန်မှာဒီသူ့ရဲ့အဖေမေစစ်သားတွေဟိုဟာတွေတေးွားတာပေါ့နော်မိဘတွေတေးွားအဲ့မှာ အဲ့အဲ့ကောင်လေးကမိခိုသားသမီးကလေးလေးသူကသူ့ညီလေးကိုဖတ်ထားတယ်သူ့ညီလေးကိုဒီချီထားတယ်ပေါ့နော်ထိုင်ပြီးချီထားချီထားအချိန်မှာသူလည်းတက်ဖောက်ဝင်မေးတယ်အာတည်သေးနော်ကလေးပေါ့နော်မေးမေးဖေးတယ်မေးတယ်ကမိဘတွေတေသွားပြီတဲ့အာတေသွားပြီသူ့ညီလေးပျောက်နေပျောက်နေအေးနော်ဟိုအဲမင်းညီလေးလိုက်ရှာပေးမယ်နော်သူပြောတယ်ပေါ့နော်တောက်ဘာမလုပ်မှလားသူမေးတယ်ဟာဘာမလုပ်စိတ်ချစိတ်ချစိတ်ချအဲ့ဗီဒီယိုဖိုင်ကြည့်ပြီးတော့ကျွန်တော်တို့တော့ကြည်ကွဲတယ်ဟုတ်တယ်ကလေးတွေကဘာမှမဆိုင်ဘူးဒီလူကြီးတွေရဲ့ ဒီလိုမျိုးလောက်ရတဲ့ကြောင်းမလို့ဒါသူအသက်မသေးသေးဘူးလွန်လိုက်တက်ဖွဲ့ရတယ်သူ့အသက်မှာမဟုတ်ဘူးဒါသူအသက်ရှင်လွတ်မြောက်သွားပြီဒါမဲ့သူ့ရဲ့ရှေ့ရေးကိုစဉ်းစားအော်မိပါတယ်မရှိတော့ဘူးတူတူညီလေးပြောင်းနေတယ်ပြန်မတွေ့ရလားကျွန်တော်တို့စိတ်ပူတယ်သနာတယ်ဒါရန်သူရဲ့သားသမီးဒါဘလို့ပဲဖြစ်မှာကလေးတငယ်လေးသူတို့ဘာမှမသိဘူးလေဘယ်သူ့ဘက်ကပဲဖြစ်ဖြစ်ကျွန်တော်တို့ကကြေကွဲဝမ်းတဲ့စိတ်ရှိဒါမဲ့ဒီကောင်တွေမှာအဲ့လိုစိတ်မရှိဘူးအာအကုန်ရှင်းပြလိုက်ပါဝိုင်းပြီးလာပဲကွာဆိုတဲ့ပုံစံမျိုးတွေအားစားဖြစ်တယ်တော်တော်ကိုမရိုင်းဆုပ်ပဲတဲ့ကောင်တွေပေါ့နော်အဲ့တော့အဲ့လိုမျိုးကောင်တွေကိုရုပ်တွေခုနလိုအပြစ်ပေးရေးယူတဲ့အပိုင်းတွေမှာပေါ့နော်အထည့်ပြီးစဉ်းစားမယ်အဆင်တွေဖြစ်လာတယ် ပြီးတော့ဒီလိုမျိုးဘုံကျဲတိုက်ခိုက်ပါပြီဆိုတဲ့အချိန်မှာကလေးတွေဒီလိုဖြစ်သွားတယ်။ဟာဘယ်သူပဲဖြစ်ဖြစ်ဒါကြီးကစိတ်နှလုံးမချမ်းမြေ့စရာကြီး။အဲ့ဒါကြီးကိုကြည့်ပြီးတော့ခြေခွဲဝန်းနေရမယ်အစားပါနော်။တို့သားသမီးတွေလောက်ရက်တွေကိုတားရမယ်အစား။ကျင်းနေနေတဲ့မိဘတွေလည်းရှိကောင်းရှိမယ်။ဟုတ်တယ်။ကျင်းနေနေတဲ့တို့ရဲ့ဇနီးများတွေလည်းရှိကောင်းရှိမယ်။အဲ့တော့ကျတော့အဲကျွေးကြော်နေလဲကျွေးကြော်နေမှာပေါ့သိရမလား။အာရန်သူကိုဒီလိုမျိုးလှုပ်လိုက်နေတာကောင်းနေပါ냐။ဒါမျိုးတွေ့ရင်လည်းတွေ့မှာပေါ့။ပြီးရင်ရန်သူကိုထောက်ခံနေတဲ့ပြည်သူဖြစ်တဲ့အတွက်ပေါ့နော်။ဒေါ်လာကြီးကိုထောက်ခံနေတဲ့ပြည်သူဖြစ်တဲ့အတွက်ဒါမျိုးဖြစ်သွားတဲ့ one nail ဆိုတဲ့အဖွဲ့တွေကိုတော့ကျွန်တော်တို့ အပြေပြေအေးယူတဲ့ဘိုင်းတွေမှာထည့်သွင်းစဉ်းစားသင့်ပြီလို့လည်းမြင်တယ်ပေါ့နော်အဲ့လိုဟုတ်ကဲ့ဒါကဘူကြီးထမြတ်တူရဲ့တုံးသက်ချက်ပြီးလို့ပဲဖြစ်ပါတယ်နော်အဲ့တော့ဒီလေးချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့အခုဆိုရင်ဒီလိုမျိုးပေါ့နော်ရုံတကပြီးသွားတဲ့ဟာတွေကြောင့်ကလေးတွေဒုက္ခရောက်တာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီချောင်းတိုက်ခိုက်မှုဖြစ်လာတဲ့ခါကျရင်ဒီလိုမျိုးရုံတကမဖြစ်ဘဲနဲ့ဆယ်ဆယ်မတွေစကားကိုနားထောင်ပြီးတော့ဒီတနေရာထဲမှာစုတာမျိုးပေါ့နော်အဲဒီညီညီညာတခြားနေရာမှာတွားပြီးမပုံကူတာမျိုးလုတ်ဖို့ပေါ့နော်တင်တန်းနေပေးဖို့လိုတယ်ဆိုတာမျိုးလည်းတုံးသက်ထားတွေ့ရပါတယ်နော် ကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာတော့ဥသိမ်းမြင့်ရဲ့ဗီဒီယိုဖြစ်ပါတယ်နော်အဲ့တော့ Champion 6កောင်စီကဟိုတုန်းကပြည့်မတ်တစ်ခုကိုပြစ်တယ်ဆိုရင်ရန်ကြီးတိတိကျကျမှန်တယ်ဆိုတာရှားတယ်ပေါ့နော်အဲနည်းနည်းလွဲသွားတာမျိုးတွေပေးပေး20ပေး30အဲ့လိုမျိုးလွဲလာမျိုးတွေမကြခဏကြားလေးရှိရပါတော့ဒါပေမဲ့နောက်ပိုင်းမှာအခုနောက်ပိုင်းမှာပေါ့နော်ဒီလင်းဘုံကျဲတယ်ဆိုရင်တိတိကျကျပဲမှန်တာကျွန်တော်တို့အများရန်ကြားနေရတာဖြစ်ပါတယ်နော်အဲ့ဒါလည်းနဲ့ပတ်သက်ပြီးတော့ကုန်တက်တင်ပြထားတဲ့သတင်းနောက်ကြည့်လောက်နော်ခဲ့တာလို့မျက်မြင်သက်သက်အားလုံးကယုံကြည်ယူဆကြပါတယ် အဲကျွန်တော်ဒီဘက်ပိုင်းမှာဂျုံသွားတဲ့လောက်လေရင်ပြစ်ခတ်မှုတွေကတခါမှပြစ်မှတ်လွဲချော်တယ်ဟိုအရင်တော့ကမှစောပိုင်းကာလတွေတုန်းကဆိုရင်ဒီနေရာကိုပြင်ရင်ဟိုဘက်မီတာ90လောက်ကိုကျတယ်မီတာ100ကိုကျတယ်လို့ရှိသေးတယ်ဒီနောက်ပိုင်းမှာမြင်ရတဲ့ပြစ်ခတ်မှုတွေတော့ဟိုပြစ်မှတ်လွဲချော်ပြီးတော့ကျတယ်ဆိုတာကျွန်တော်ကတော့သိမကြားဘူးတော့ဘောနော်အဲခုမှန်တဲ့နေရာကလည်းစာတင်ကြောင်းကမှစာတင်ကြောင်းတက်တက်ဖြစ်တဲ့အတွက်ဒါကတော့ဟိုရေရွှေချက်ရှိရှိကိုပဲဒီစာတင်ကြောင်းကိုတိုက်ခိုက်တာဒီကလေးတွေကိုပဲ UTP တိုက်ခိုက်တယ်ဆိုတဲ့ဟာကတော့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းဟိုသိတာပါတယ်ဒါရှင်းဟိုညာလို့မရဘူးဖုန်းကွယ်လို့မရပါဘူးဒီနေ့တနေ့ထဲမှာပဲ ကံကောမြို့နယ်လဲမကြေးရွာမှာလဲပကပစကန်ကိုဝင်စီးပြီးတော့ကလင်းငယ်ចောင်းသား၄ယောက်နဲ့ပကပ9ယောက်ကိုတနက်နဲ့ပြစ်ခတ်တပ်ဖြတ်သွားပါတယ်။ချောင်းဦးမြို့နယ်ကမန်ချိုရွာကိုလဲအိုရင်းခွင်းနဲ့တပြိုင်နက်ထဲလောက်မှာပဲဘုံကျဲတက်ခိုက်သွားလို့အမျိုးသမီး၂ယောက်တိစုံသွားခဲ့ပါတယ်။ဒါအပြင်ပလောင်ဒေသမှာလဲလေချောင်းနဲ့တိုက်ခိုက်လို့တိစုံတာတွေဒီနေ့မှာပဲဖြစ်ခဲ့ပါတယ်။ဒါတွေကိုကြည့်လို့ရှိရင်ရက်သားတွေကိုတိုက်ခိုက်တာကလင်းငယ်တွေကိုတပ်ဖြတ်တာတွေဟာမတော်တဆအဖြစ်ပြက်တွေမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။ မတော်တဆလို့ပြောမယ်ရှိလို့ရှိရင်လေတနေ့တည်းမှာလေးကတော့မတော်တဆဖြစ်နေတယ်ဆိုတော့လူကြီးကြီးဖြစ်နေပါလိမ့်စစ်ကောင်စီဟာမြေပြင်မှာတက်တက်ချင်းမရှင်နိုင်တော့တဲ့အတွက်ကြောင့်လေချောင်းကနေပြီးတော့ဘုံကျဲတဲ့ဏီကိုပဲသူတို့ရဲ့အဓိကတိုက်ခိုက်ဏီအဖြစ်နဲ့အသုံးပြုလာပါတယ်လေချောင်းကနေတိုက်ခိုက်တဲ့အခါမှာလည်းအရက်သားနဲ့တော်လိုင်းရဲသမားမခွဲခြားပဲနဲ့အကုန်တိမ့်ကျုံပြီးတော့ဘုံကျဲတိုက်ခိုက်တဲ့ဏီကိုအစပိုင်းမှာအစောပိုင်းမှာတော့သုံးပါတယ်အခုတော့အကုန်တိမ့်ကျုံပြီးတော့ရောနောတိုက်ခိုက်တာတော့မဟုတ်တော့ပါဘူး အခုနောက်ပိုင်းမှာအရက်သားပြစ်မှတ်တွေကိုပဲတမင်ရွေချက်ရှိရှိနဲ့ကိုတိုက်ခိုက်လာပါတယ်။ဘာကြောင့်အဲ့ဒါလို့အရက်သားပြစ်မှတ်ကိုရွေချက်ရှိရှိနဲ့တိုက်ခတ်တယ်လဲဆိုတော့အဲ့ဒီတမန်အရက်သားတွေကိုပါရန်သူလို့သဘောထားလာလို့ဖြစ်ပါတယ်။တော်လိုင်းသမားတွေကိုစစ်ကောင်စီကသူတို့ရန်သူလို့သဘောထားပါတယ်။ဒါပေမဲ့ဒေသခံပြည်သူတွေကတော်လိုင်းသမားတွေကိုထောက်ခံနေပါတယ်။အဲ့ဒါလို့ထောက်ခံနေတဲ့အတွက်သူတို့ရန်သူကိုထောက်ခံအားပေးတဲ့သူပါသူတို့ရဲ့ရန်သူလို့ပဲသတ်မှတ်လိုက်ကြပါတယ်။စစ်ကောင်စီကပြည်သူကိုတိုက်ခိုက်နေတယ်လို့ကျွန်တော်တို့ကပြောနေပေမဲ့သူတို့သဘောထားကတော့ရန်သူကို တိုက်ခိုက်တာပဲလို့သာသဘောထားနေတာဖြစ်ပါလေဒီသဘောထားကိုစစ်ကောင်စီကပါဇက်ကနေလဲထုတ်ပြောခဲ့ပြီးပါပြီပိုကန်တို့ TNL တို့ ਨੇ ဆွေးနွေးပွဲတွေလုပ်ကြတဲ့အခါမှာမျိုးတွေကနေပြီးတော့ပြန်ဆုတ်မပေးလို့ရှိရင်မင်းတို့ပြည်သူတွေကိုအများပြားတေအောင်ငါတို့ကလေရင်နဲ့လာပြီးတော့ဘုံကျဲပြစ်လို့ရတယ်လို့စစ်ကောင်စီရဲ့ဒုတိယပူချုပ်ကြီးမင်းနိုင်က hiking ဆွေးနွေးပွဲမှာပြောခဲ့ကြအောင် TNL ဒုတိယစစ်ဦးစီးချုပ်တာဖုံးကျော်ကပြန်လဲပြီးတော့ထုတ်ဖော်ပြောကြားထားခဲ့မှုပါအခုလိုခလင်းငယ်တွေကိုတိုက်လို့သူတို့ဘာများအကျိုးရှိမှာလဲလို့လူအများပြားက မေကွန်းထုတ်ချင်ကြပါလိမ့်မယ်။တို့တို့မှာတော့ရည်ရွယ်ချက်ရှိပြီးသားပါ။တော်လိုင်းရေးသမားတွေရဲ့တာသမီတွေတော်လိုင်းရေးထောက်ခံတဲ့ပြည်သူတွေရဲ့တာသမီတွေကိုတတ်ဖြတ်ပြခြင်းအဖြစ်ပြည်သူတွေကြောက်လန့်သွားအောင်တော်လိုင်းရေးသမားတွေစိတ်ထိတ်ခတ်အောင်လုပ်တာပါ။ဒါမျိုးတွေများများလုပ်ပြလို့ရှိရင်တော်လိုင်းရေးသမားတွေစိတ်သက်ကြသွားလိမ့်မယ်လို့တို့ကမျှော်လင့်နေတာပါ။အခုအိုထိုင်ဘက်မှာကလင်းငယ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဟာဆက်ရဆိုမှုပါအလွန်ကြီးလေးတဲ့ဆက်ရဆိုမှုကြီးပါအခုတိုက်ခိုက်မှုဟာဗစီကြီးတိုက်ခိုက်မှုနဲ့ထပ်တူနေပါတော့ပြတ်ထမှာလေလက်ရက်ကုန်းစတင်ချောင်းကို တက်ခိုက်မှုလိုပဲအင်မတန်ရိုက်ဆိုင်ရုံမှာပါတယ်။အိုထရိန်ကွင်းတက်ခိုက်မှုဟာဗစီကြီးနဲ့လက်ရက်ကုန်းကိုပေါက်ထားတယ်လို့ပါပဲ။ဒုတိယဗစီကြီးဒုတိယလက်ရက်ကုန်းလို့ပြောရမှာမပါဘူး။မိုးကောင်းကင်ပေါ်ကနေပြီးတော့ခလေးလေးတွေကိုထေတံပေးသွားတဲ့လေတက်ကစစ်ဖို့တွေ။နေပြီးတော့အိမ်ကြီးအိမ်ကောင်းတွေမှာထိုင်ပြီးတော့ခလေးငယ်တွေကိုထေတံပေးနေတဲ့ဗိုလ်ချုပ်ကြီးတွေအနေနဲ့အဲ့ဒါလိုအလားတူကံကြမ္မာမျိုးဟာတနေ့နေ့တစ်ချိန်ချိန်မှာသူတို့စီတပတ်ပြန်ရောက်လာနိုင်တယ်ဆိုတာမျိုး သူတို့တသမီမြင့်မြင့်တွေအပေါ်မှာကြားရောက်လာနိုင်တယ်ဆိုတာမျိုးကိုတွေးမှတွေးဘူးကြားရလားမဆိုရပါဘူးခင်ဗျာโอเคဒါတော့အသေးမြတ်သုံးသပ်ချက်ပြီးတော့ခင်ဗျဖြစ်ပါတယ်နော်โอเคနောက်ဆုံးသတင်းတစ်ပုဒ်ကတော့နော်ဒီမနေ့ကတော့ဒီအိုတိန်ကွင်းပေါ့နော်အခုဒီနေ့မှဆိုရင်ရတိတောင်မှာလည်းအချမ်းမက်စစ်ကောင်စီကဘုံကျဲပြီးမှဒီပြည်သူတွေတေသွားတဲ့အားတွေတော်တော်များတယ်ပေါ့နော်ចောင်းသားတွေလည်းပါကလေးလေးလည်းပါတယ်ပေါ့နော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးကိုယ်စီသုံးသပ်ချက်ထားအောင်ကြည့်လောက်နော်ရတိတောင်မြို့နယ်မှာထပ်ကျဲသွားတာ နော်ဇတိတောင်ပြုတ်နေမှာဖြတ်ကျဲသွားတာအဲ့တော့လက်ရှိအကျန်းဖက်စစ်ကောင်စီဟာသူတို့ကစစ်ဆုံးနေတာဖြစ်တဲ့တည်းအမောက်ချစ်ပြမှာအကုန်လုံးနော်ယောက်ျားပီပီတနက်နဲ့ရင်ဆိုင်ပြီးတော့ပြစ်ဖို့တိုက်ဖို့အတွက်သူတို့မှာတတိမရှိဘူးအစွမ်းမရှိတော့ဘူးနော်တိတ်ခါလည်းမရှိတော့ဘူးတတိလည်းမရှိဘူးအစွမ်းလည်းမရှိဘူးအဲ့ဒီအတွက်ဒူတပြန်ကိုတပြန်မင်းနဲ့ယောက်ျားငါနဲ့ယောက်ျားမင်းနဲ့ငါနဲ့တနက်နဲ့ရှင်ပြစ်မယ်ဆိုတဲ့ယောက်ျားစိတ်သက်စစ်သားစိတ်သက်မရှိတဲ့ဒီယောက်ျားချမတွေကဘာလုပ်လဲဆိုတော့တိုင်းပြည်ရဲ့ဗန္ဒာငွေနဲ့အတုံးပြူထားတဲ့လေးတွေကိုယူတယ် စစ်တပ်တွေကိုလိုက်ပြီးတော့တိုက်လို့မနိုင်တဲ့အဆုံးမှာပြည်သူတွေပေါ်ကျဲချလိုက်တယ်။အဲ့တော့ဘာဖြစ်လဲ။အဲ့ဒီအခုဆိုရခိုင်ပြည်သူကိုကျဲချလိုက်ရခိုင်တပ်တော်ကဘာလို့ဖြစ်မလဲ။ပြည်သူထိတဲ့အတွက်အဲစစ်ရေးနေရာမှာတွန့်ဆုတ်သွားမယ်။အဲ့တဘောကိုသူကအသာစီးယူတာ။ပြည်ထနာဒါပဲရှင်းရှင်းလေးပဲရိုးရှင်းပါလေ။နော်တက်တက်ပြည်သူကိုလိုက်တက်ပြက်ပြပစ်တာ။အဲ့တော့အဲ့လိုလိုက်တက်ပြပစ်လို့တချို့တလီကပြောတယ်အာဘာဖြစ်လဲ။နောက်ဆုတ်ပေးလိုက်ကမှလား။တွန့်ဆုတ်ပေးလိုက်ကမှလား။အဲ့တော့ဘလို့လိုက်လို့ပြီးလို့တွန်းဆုတ်ပေးလိုက်မယ်နောက်ဆုတ်ပေးလိုက်မယ်ဆိုတော့ဒီနိုင်ငံငြိမ်းချမ်းသွားမှာလားအဲ့ဒီပြည်သူတွေဘဝထောင်ရနော် ဟိုလုံခြုံရေးအတွက်တာဝန်ယူနွားနိုင်ရတာအဲ့တော့ဒီတိုင်းမီနဲ့ဘီသူဘောကိုအကျန်းဖက်နေတာဒီဘဒုလေငင်းနေစရာမလိုဘူးပြမြေဒီမှာရှိနေတဲ့ပကတိအမှန်တရားတွေကဒါကငင်းလို့ရတဲ့အရာတွေမဟုတ်ဘူးเนาะအဲ့တော့လက်ရှိဒီပဲရင်ဖြစ်စဉ်ပထမဆုံးတော့ကျွန်တော်ထင်တာကတော့ဒီဘောမတွေတော့ပဲညင်းတာထင်ဟာ MRD ဝေးရပါထွက်ညင်းနေတယ်ပေါ့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 ဒီကောင်တွေ ိတ်ခမဲ့ချက်ကတော့လေဒီကောင်လေးကိုမွေးထုတ်လိုက်တဲ့အဖေဒီအမေရိယာလေးဘလို့တရဝံမျိုးတွေလဲကျွန်တော်တိကျနေပြာအကောင်းဆုံးကဒီလောက်လောကအတွက်မြစ်ပတ်ဆုပ်ပဲ့တဲ့အောက်တန်းစားတွေကိုဒီလောကကြီးကိုမွေးထုတ်ပေးခဲ့တဲ့အဲ့ဒီအဖေဒီအမေရိယာဘလောက်အကုတို့ကများလဲမသိဘူးနော်တော်စိုးဦးတို့ဟမ်ဇော်ပုံးဟိန်းတို့အဲ့ဒီအခုဘလူတဲ့ ဲဟိုကောင်မှဒဇင်ဦးလို့အမှကြော်စိုးဦးရဲ့ဇော်ပေါင်းကြီးအတူပလဝမ်အမှဟိုတယ်ထဲမှာမင်းတို့အားရင်မကျုံနေကြလိုက်တိလိုက်နော်လောကကြီးတို့ပေါက်ကက်ရတယ်တို့ထွက်မပြောနဲ့ဘာဖြစ်လို့ဆိုတော့သေဝါးကလည်းအတက်မဲ့ကလေးတွေကနော်ဘာမှဆိုင်တာမဟုတ်ဘူးတို့မှဘာအပြင်းမှရှိတဲ့ကလေးတွေမဟုတ်ဘူးအိုဆီယမိုင်းစီရင်ဆီယမိုင်းပြောတယ်လို့ပဲခလေးတွေရဲ့နာကြီးစိတ်တွေမခံနိုင်စိတ်တွေကျမတို့ကတွန်တင်ဆုံးမှထားတာဒါလက်စားရှည်စရာမဟုတ်ဘူးနော်ဒါနိုင်ငံရေးဖြစ်စဉ်ဖြစ်တာနော်ငါတို့ဘက်ကလူကီတာရမယ်စသဖြင့်ခလေးတွေမှာအမုန်းတရားတွေအညိုးအာကာသတွေမရှိအောင်လို့တော်နိုင်ရင်ပဲအချမ်းကလူတွေက ပဲ့ပြင်ဆုံးမညွန်ကြားနေတဲ့အချိန်မှာဒီလိုမျိုးရရဆက်ဆက်ဘုံကျဲွားတဲ့အတွက်ကျမတို့ဒီကလေးတွေရဲ့အမုန်းတရားတွေကိုဘာနဲ့မှတားဆီးလို့မရနိုင်တော့ဘူးတဲ့ဆရာမကြီးပြောတဲ့စကားတကယ်မှန်တယ်မှန်တယ်ဘလောက်ထိတော်လိုင်းရဲ့ဘက်ကလူတွေကလူစိတ်ပိတာလဲဆိုတော့အခုတောင်ပိုင်းတိုင်းမှာတဲ့အကျဉ်းသားတွေအကျဉ်းသား200ကျော်ကိုထိမ့်သိမ်းထားတဲ့နော်အကျဉ်းဆောင်ရှိတယ်တော်လိုင်းဘက်ကနေဒီစစ်ကောင်စီဘက်ကနေပြီးတဲ့စစ်သားတွေကိုထိမ့်သိမ်းထားတဲ့အကျဉ်းစခန်းအဲ့ဒီအကျဉ်းစခန်းမှာရှိတဲ့ အဲကောင်လေးနဲ့ကောင်မလေးနှစ်ယောက်မင်္ဂလာဆောင်တာကိုအဲ့ဒီအချင်းစခန်းတာဝန်ခံတယောက်ကအဲသူမင်္ဂလာပွဲလေးကိုရိုက်တင်ပြီးတိုက်တိုက်ဆိုင်ဆိုင်ဒီရဲမှာပဲပို့တင်လိုက်တယ်တနိုင်ငံလုံးဝိုင်းဆဲပါကြတော့ဆဲမှာပေါ့လူတွေရင်ထဲမခံနိုင်တော့ဘူးဘာဖြစ်လို့လဲဒီလောက်ငါတို့ဘက်ကလူစိတ်ရှိပေးနေတာတော့မင်းတို့ဘက်ကအတီတရားမဲ့ဆိုတာနဲ့ဒီအပြစ်မဲ့ကလေးတွေကိုနော်ရဲရဲဆက်ဆက်တတ်ပြရတယ်ဆိုတော့အခုအဲ့ဒီတာဝန်ခံကတော့ပြန်တောင်းပန်သွားတယ် ကျွန်တော်ဒီပို့ကိုပြန်ဖြတ်လို့ရှိရင်လည်းပြည်သူတွေပို့ပြီးတော့ဟိုစိတ်ဆိုးမယ်ဒေါ်လာထွက်မယ်เนาะဒါကြောင့်မလို့ဒီပို့လေးကိုမဖြတ်ဘူးတဲ့ဟိုသူတောင်းမှန်ပါတယ်ပေါ့သူကတော့ပြည်သူဘောဆောင်ပြီးတင်လိုက်တာငါတို့ဘက်ကဘလို့လူပြကြတယ်ဆိုတော့ဒါပေမဲ့ပြည့်စင်တော့ဒီဟုတ်တယ်ဒီဘဲကြီးမှာဘုံကျဲတဲ့လူတွေဒေါ်လာထွက်ပြီးခံစားနေတဲ့အချိန်နဲ့ဒီပို့တက်လာတဲ့ quartite ဆိုင်တဲ့အတွက်ဟိုသူဘက်ကအနှုံးညွန့်တောင်းမှန်တယ်ဆိုတော့လည်းတောင်းမှန်တယ်ဒါကြောင့်မလို့ဒီပို့နဲ့ပတ်သက်လို့ဆဲနေတဲ့လူတွေအနေနဲ့မဆဲကြပါနဲ့တော့ကိုယ်ချင်းချင်းဆဲနေကြလို့ဘာမှမဖြစ်ဘူးဟိုရှင်းရှင်းပြောရရင်ကျွန်တော်တို့ဘက်ကဟိုလူတွေကတော့အတိတ်တရားတွေ ပြေဝါကြတယ်အဲ့ဒီအတွက်တစ်ဖက်ကဘောက်ပဲရုပ်မှနေပြီသူတို့နဲ့ငါဒဏ်မညစ်ဘူးဆိုတဲ့ဟာမျိုးတွေတွားကြတယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ရင်းမှတစ်ခါကျရင်အဲ့လိုတွက်လို့မရပါဘူးနော်ဟမ်မူယာဘီရဲ့ကိုထဥပဒေလိုပဲဗျပားရရင်နားကြိုက်တာနော်လက်ညှိုးလာဖြတ်ရင်သူ့လက်ညှိုးပြတ်ချက်ကိုဝင်မလေးဘူးဆိုတော့စိတ်ထားကြမှရတော့အခုကျွန်တော်တို့လေရင်တွေကိုဒိုပလိုင်းစုံနဲ့မတတ်နိုင်ဘူးလေရင်စီနဲ့မဖြတ်တော့နိုင်ဘူးအဲ့တော့ဘာလုပ်နိုင်လဲလေရင်ဝင်းနေလေရင်ကိုတော့မေးကျွန်တော်စော်နိုင်တယ်ပြီးလို့ရှိရင်အဲ့ဒီလေရင်မောင်းတဲ့ကောင်တွေမိသားစုတွေအဲ့ဒီလေရင်မောင်းတဲ့ကောင်တွေဘဝတွေကျွန်တော်တို့တွေလုံနိုင် အဲ့ဒါကိုတည်တည်ကြကြဒေတာအချက်လက်တွေနဲ့စုစည်းပမာဏတွေ၊ကိုင်နဲ့ဖုံးနံပါတ်ကဘလောက်၊ဘယ်ရက်ွက်၊ဘယ်အိမ်၊လိပ်စာတွေကအစနောက်ဆုံးကျွန်တော်တို့လုပ်ဖို့အချိန်တန်ပြီ။ဒါဟာကျွန်တော်တို့အကျန်းဖတ်တာမဟုတ်ဘူး။ကျွန်တော်တို့ကိုအကျန်းဖတ်တတ်ဖြတ်နေတဲ့ကောင်တွေကိုကျွန်တော်တို့ကပြန်လဲတရားစီရင်တာ။အဲ့ဒီတရားစီရင်တာကြီးပြည်သူတရားစီရင်ရေးခေါ်တယ်။ဒါကြောင့်မလို့ဒီလိုမျိုးကျွန်တော်တို့ဘက်ကတုတ်ပြန်နိုင်ကြဖို့အရေးကြီးပါတယ်။အဲ့လိုမလုပ်နိုင်ရင်တော့မိသားစုကောင်တွေကိုထမင်းကြွေးထားလိုက်၊မင်္ဂလာလေးစောင့်ပေးလိုက်ဟုတ်လား။ကိုင်းလေးစားလိုက်၊ရေလေးတိုက်လိုက်ပြီးတော့တုတ်နေရင်တော့ဘုရားကောင်တွေက ရုပ်မှလည်းရုပ်မှပဲ။ကဲဒါကတော့ကုစီရဲ့သုံးသချက်ပြီးပြန်ဖြစ်ပါရဲ့နော်။အဲ့တော့ဒီဘုံကျင်းမှုနဲ့ပတ်သက်ပြီးတော့နော်နေ့တိုင်းမှာဘုံကျင်းနေတဲ့ကိစ္စတွေကိုအာဒီကျွန်တော်တို့ခုနပြောသလိုပဲနော်လင်းစီလည်းမပြတ်တတ်နိုင်ဘူး no fly ဆိုလည်းမတက်မနိုင်သေးဘူးဆိုရင်တော့ဒီမောင်းတဲ့ကောင်တွေကိုတော့တုတ်တင်ချိန်မုန်းလို့ရမယ်ဖြစ်တယ်ဒါပြင်ဒီကိုရောင်တွေကိုကျွန်တော်တို့ပြစ်ခတ်ချိန်မုန်းလို့ရပါတော့အဲ့တော့ဒီအပိုင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အထူးပေါ့နော်အာပြင်ဆင်ပြီးမှ တကယ် view ဟာတရက်လို့ပြင်ဆင်မှတိုက်ဖို့အချိန်တန်နေပါပြီနော်ဒီလေတရဲတွေကိုမတုတ်တင်နိုင်တရွေ့ကတော့ကျွန်တော်တို့ဒီလိုပဲခံရအောင်မှဖြစ်တဲ့အတွက်ပါနော်ဒီတခြားကဏ္ဍတွေမှာမလုပ်နိုင်ဘူးဆိုရင်တော့မှဒီလိုမျိုးလေတရဲတွေလေတရဲမိသားစုတွေကိုတုတ်တင်ဖို့ဒီရှင်းလင်းဖို့ဆိုတာကပို့ပြီးတော့လွယ်ကူတဲ့အနေအထားမှာရှိတဲ့အတွက်ပါနော်ဒါမျိုးတွေကိုလည်း view ဟာအနေနဲ့ပေါ့နော်လုတ်တင်ပါပြီနော်အဲ့တော့ကျွန်တော်တို့ဘက်ကတော့အမုံတရားနဲ့လောက်တာမဟုတ်ဘဲနဲ့ဂျန်တဲ့ကလေးငယ်တွေတခြားဂျန်တဲ့ကလေးငယ်တွေဘုံမကျဲဖို့အတွက်ကျွန်တော်တို့ကအကျိုးတင်ပြင်ဆင်ရမယ့်အခြေရောက်ပြီဆိုတော့ကိုပြောရင်းနဲ့ကျွန်တော်ဗီဒီယိုလေးဆုံးသက်လိုက်ပါရနော်အစားဆုံးချိန်ပေးကြတဲ့မြို့ပပီသူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမှချင်းနဲ့ပြည့်စုံပြီးတော့ အချမ်းဖတ်မင်းအောင်လိုင်းရဲ့စစ်ဘေးငလင်ဘေးဘေးနဲ့ပေါင်းစုံမှာကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။